အာဖဂန်နစ္စတန်နိုင်ငံကိုမငြိမ်မသက်ဖြစ်အောင်နောက်နိုင်ငံတွေကလုံးနေဟုရုရှားကပြောအာဖဂန်နစ္စတန်နိုင်ငံကိုမငြိမ်မသက်ဖြစ်နေအောင်အနောက်နိုင်ငံတွေကလုံးဆောင်နေပြီးဒါလီဘန်အစိုးရကစားကျင်နေတဲ့အဖွဲ့တွေကိုကူညီပေးနိုင်မယ့်နိလန်တွေကိုရှာဖွေနေကြတယ်လို့ရုရှားပြည်ပထောက်လိုက်ရေးအေဂျင်စီအကြေကစာကင်းနော်ရီကင်ကပြောဆိုကြောင်း AP 19ရဲ့ရုရှားအစိုးရသတင်းတွေကဖော်ပြပါတယ် အနောက်နိုင်ငံတွေဟာပထဝီနိုင်ငံရဲ့အကျိုးစီးပွားကိုမြင့်တင်ဖို့ရည်ရွယ်ချက်နဲ့အာဖဂန်နစ္စတန်ကို ပိတ်ဆို့အရေးယူမှုတွေဆက်လုပ်ထားသလိုနောက်နိုင်ငံထောက်လှမ်းရေးအေဂျင်စီတွေကလည်းနိုင်ငံတွေမငြိမ်မသက်ဖြစ်မဲ့နီးလန်းတွေကိုရှာဖွေနေတာတွေ့ရတယ်လို့စာကင်နာရီကင်ကပြောဆိုထားပါတယ်။ အာဖဂန်နစ္စတန်ပထဝီနိုင်ငံရေးအရာအရေးပါတဲ့နေရာမှာရှိသလိုအာဖဂန်ပြည်နယ်တိဆောက်ရေးနဲ့တာယာဝပြောရေးဟာရုရှားနဲ့မဟာမိတ်တွေရဲ့ဘုံအကျိုးစီးပွားဖြစ်တယ်လို့လည်းရုရှားပြည်ပအထောက်လိုက်ရေးအေဂျင်စီအကြီးကဲကပြောဆိုထားကြောင်းရုရှားအစိုးရသတင်းတွေကဖော်ပြထားပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။